chỉ cháu phá lụt đấy à lên ြီးရင်စီကြောက်တဲ့လူတွေကဘာတွေရှောင်ရမှာလဲအဲပြီးလို့ရှိရင်စီကြောက်တဲ့မတည့်အောင်ဘလို့ပြုမှုနေထိုင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးနေတယ်အတ္တနာပြင်းနေကြိုးစားလိုက်ပါတယ်အဲဒီနေ့မှာတော့အတ္တနာကစီကြောက်နဲ့ပတ်သက်ပြီးတော့ပြပြပေးနေတယ်ပေါ့နော်အဲတော့ဒီစီကြောက်တယ်ဆိုတာကဘာကိုပြောတာလဲပေါ့နော်ဒါမပြောခင်မှာဆိုလို့ရှိရင်စီကြောက်တယ်ဆိုတာကဒီစီလန်းကြောင်းထဲမှာပေါ့နော်စီလန်းကြောင်းဆိုလို့ရှိရင်ကြောက်ကပ်ပါမယ်ပြီးလို့ရှိရင်တော့ဒီစီပြုံလေးတွေပါမယ်ပြီးလို့ပြီးလို့ရှိရင်အဲစီအိတ်ပေါ့နော်ဒါတွေပါမှာပေါ့နော် အဲ့ဒီခါကျတော့နော်ဒီစီကြောက်တယ်ဆိုတာကဒီစီလင်းကြောင်းမှာဘယ်နေရာမှာမဆိုးကြောက်တယ်တာကိုပြောတာပေါ့နော်အော်ကြောက်တယ်တဲ့ခါမှာဆိုလို့ရှိရင်လည်းနော်အဘလို့ဓာတ်တွေကကြောက်ကိုဖြစ်စေတာလဲပေါ့နော်အော်ဘလို့ဓာတ်တွေကဖြစ်စေတာလဲဆိုလို့ရှိရင်နော်အာဒီစီကြောက်အမျိုးအစားတွေပါဆိုလို့ရှိရင်နော်ဒီကယ်ဆီယမ်တို့အောက်ဇဲလိတို့ ဖော့စဖိတ်တို့နော်အာမဂနီဆီယမ်တို့နော်ယူရေးတို့အာပြီးတစ်ခါကျတော့နော်ဒီစစ်စတင်းတို့အဲ့လိုအဲ့လိုဓာတ်တွေကတစ်မျိုးလည်းဖြစ်နိုင်လို့ဒါမှမဟုတ်ရှင်တစ်မျိုးထပ်ပိုတဲ့ဒီဓာတ်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်အာအဲ့လိုဓာတ်တွေ ကပုံဆောင်ခဲသဏ္ဍန်ပြောင်းပြီးတော့ကြောက်အဖြစ်ဖြစ်စေတာပေါ့နော်။အဲဒီခါမှာဆိုလို့ရှိရင်အဲဒီစီတောက်တယ်တဲ့လူတွေကဆိုလို့ရှိရင်နော်အာဒီနာမယ်ပေါ့နော်။အဲမှာဆိုလို့ရှိရင်ထိုးခနဲနဲ့နာမယ်။အဲ့လိုဖြင်း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 ကနေပြီးတော့နော်။ဒီမခမရဲနိုင်အောင်လူလိုက်ပြီးတော့အဲ့လိုနာတဲ့အချင်းထိသူတို့ကအာဒီနာကျင်မှုကိုခံစားရတယ်ပေါ့နော်။ ။အပြီးလို့ရှိရင်เนาะဒီခါအောက်ကနေပြီးတော့เนาะတဖြည်းဖြည်းနဲ့เนาะဒီအောက်ကိုเนาะတစ်ခုခုဆင်းသွားသလိုမျိုးစုခနဲ့เนาะအဲ့လိုမျိုးအစုတစ်ခုဆင်းလာသလိုမျိုးကိုဒီဒီစီလန်းရောက်တစ်ချောင်းမှာခံစားရတယ်ရှိတယ်ပေါ့เนาะ။အာအဲ့ဒီခါကျတော့เนาะဒီ ကြောက်တယ်တာကိုเนาะဘလို့ကာကွယ်လို့ရလဲဆိုလို့ရှိရင်เนาะအာစီကြောက်တယ်တာကိုအာကာကွယ်လို့ရတယ်အဲ့တော့ဘာလို့ဖြစ်တာလဲဆိုတဲ့ဟာလေးကိုအရင်ပြပြပေးစင်တယ်ပေါ့เนาะအာဘာလို့ဖြစ်တာလဲဆိုလို့ရှိရင်တချို့ကကြတော့မြူရိုးလိုက်တာပေါ့เนาะအာမြူရိုးလိုက်တာလို့ပြောတဲ့အခါမှာเนาะအာတချို့ဒီမှာဆိုလို့ရှိရင်เนาะဒီအာကယ်ဆီယမ်ဓာတ်ကခန္ဓာကိုယ်ထဲမှာအလိုလိုများနေတာပေါ့เนาะအာအဲ့လိုခါမျိုးမှာဆိုလို့ရှိရင်လည်းเนาะဒီဒါစီကြောက်တယ်တာကိုဖြစ်စေနိုင်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်စီပိုးခဏခဏဝင်တာပေါ့เนาะအာစီပိုးခဏခဏ ဝင်ဝင်တဲ့လူတွေကဆိုရှင်လဲစိတ်ကြောက်ဖြစ်ဖို့အတွက်ຢာကိုင်းလုံးများတယ်ပေါ့နော် အော်နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်เนาะဒီအာစားတောင်းမှုเนาะနေထိုင်မှုပုံစံမမှန်တာပေါ့เนาะအခုမှစားတောင်းမှုပုံစံမှာဆိုလို့ရှိရင်လည်းเนาะခုနကတော့ကစီကြောက်ကိုဖြစ်စေတဲ့အပေါ်မှာဓာတ်တွေပေါ့အဲ့ဒီဓာတ်တွေပါတဲ့အစားစာတွေပေါ့အများကြီးစားမိတာပေါ့เนาะအာစားဓာတ်တွေအများကြီးစားမိတာပေါ့ဒါမျိုးပေါ့เนาะအာပြီးတဲ့ခါကျတော့เนาะဒီရေတောက်နေတာပေါ့เนาะအာစီးသွားခြင်းတဲ့ခါမှာဆိုလို့ရှိရင်မသွားဘူးအောက်ထားတာပေါ့เนาะအာဒါမျိုးအဲ့လိုတော့ဒီလိုအပြုတ်မှုတွေမှာဆိုလို့ရှိရင်လည်းဒါစီကြောက်တဲ့တာကိုဖြစ်စေနိုင်တယ်ပေါ့เนาะအာဒီဘလို့ပြုတ်မှုနေထိုင်ရမှာ လဲပေါ့နော်အာဘယ်လိုပြုမှုနေထိုင်ရမှာလဲဆိုလို့ရှိရင်ခုနကတော့အာပြောခဲ့တဲ့အချက်တွေကိုဟိုပြင်ပြီးတော့နေထိုင်ရမှာပေါ့နော်အာနံပါတ်1ကနော်ဒီစီလန်းချောင်းပိုးမဝင်အောင်နော်အာစီးသွားကျင်တာကိုမအောက်ထားဘူးနော်ရေမြများတောက်ကမဲပေါ့နော်အာဒါမျိုးပေါ့နော်အာပြီးတဲ့ခါကျတော့နံပါတ်2မှာဆိုလို့ရှိရင်နော်ဒဂွေတန့်ရှင်ကိုဘူးဖိုက်ကမှာပေါ့နော်အထူးသဖြင့် main ကလေးတွေနော်ဒီအာတန့်ရှင်လောက်တဲ့အခါမှာဆိုလို့ရှိရင်နော်ဒီအရှိကနေအနောက်ကိုတန့်ရှင်လောက်ပေးရမယ်ပေါ့နော်အာအဲ့လိုမျိုးယူဆိုင်ပြီးတော့နေထိုင်ပေးလို့ရတယ်ပေါ့နော် အာနံပါတ်3ကပါလဲဆိုလို့ရှိရင်တော့အာအာဒီအိမ်အောင်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီအတွဲတွေကြားမှာအတုနေဆက်ဆံတဲ့ပြီးတဲ့အခါမှာဆိုလို့ရှိရင်အတုနေဆက်ဆံတဲ့အခါမှာပေါ့နော် အတူနေဆက်ဆံပြီးတဲ့အခါမှာတန့်ရှင်ရေလုတ်ပေးတာပေါ့နော်။အာပြီးလို့ရှိရင်တော့ဒီအတူနေဆက်ဆံနေတဲ့အချိန်မှာဆိုလို့ရှိရင်ကွန်ဒွန်ပေါ့နော်။အာကိုအကာအကွယ်တစ်ခုအနေနဲ့တုံးတာပေါ့နော်။အာဒီလိုမျိုးအကာအကွယ်ပေးခြင်းအဖြစ်လဲနော်ဒီစီကြောက်တဲ့ရာကိုကာကွယ်ပေးနိုင်တယ်ပေါ့နော်။အာဆိုလို့ရှိရင်အခုအတင်နာကနော်စီကြောက်တဲ့တဲ့လူတွေကနော်ရှောင်ရမဲ့အစားအစာတွေကိုပြပြပေးစင်တယ်ပေါ့နော်။အဲ့တော့ရှောင်ရမဲ့အစားအစာကဘယ်နှချက်ရှိလဲဆိုလို့ရှိရင်ခုနှစ်မျိုးရှိတယ်ပေါ့နော်။အာအဲ့တော့နော်ဘာတွေကိုရှောင်ရမှာလဲပေါ့နော်။အဲ့တော့နော်ဒီစီကြောက်တဲ့တဲ့လူတွေ ေကနော်ရှောင်းမာကနံပါတ်1ကကြတော့နော်ဒီအောက်ဆဲလိပ်တက်များတဲ့အစားအသောက်တွေပေါ့နော်အဲ့တော့အောက်ဆဲလိပ်တက်များတဲ့အစားအသောက်တွေမှာဆိုရှင်နော်ဒီ cranberry တို့ဖျံကျင်သီးတို့နော်ပြီး grapefruit ပေါ့နော်နော်အဲ့တော့စပြစ်သီး ပြီးလို့ရှိရင်တော့ဒီလိုအသေးတွေနဲ့လှုပ်ထားတဲ့เนาะဖြော်ရည်တွေပေါ့เนาะအာဒီလိုဖြော်ရည်တွေကဆိုလို့ရှိရင်လည်းเนาะဒီအောက်စလိတ်တက်အရန်များတယ်ပေါ့เนาะအဲ့ခါကျတော့เนาะရှောင်ပေးရမယ်ပေါ့เนาะအာနံပါတ်1ကဘာလဲဆိုလို့ရှိရင်မြေကြီးထဲကထွက်လာတဲ့ဥတွေပေါ့เนาะအာအဲ့တော့မောင်လာဥအဖြူပါမယ်မောင်လာဥအနီပါမယ်ကစုံဥတို့ပြီးလို့ပြီးနန်းတို့ပေါ့เนาะအာပြီးလို့ရှိရင်ဒီခရမ်းသီးပေါ့เนาะအာဒီလိုအသေးတွေမှာဆိုလို့ရှိရင်လည်းเนาะအာညာရဲ့အတွက်ကြောင့်မို့လို့เนาะဒီအလွန်အကျွံစားပေးတာကိုရှောင်ပေးတဲ့နေပေါ့เนาะအာအလွန်အကျွံစားပေးနေเนาะတော့သိင်းတလောက်ပဲစား ေးသင့်တယ်ပေါ့နော်အဲ့တော့နံပါတ်3ကဘာလဲဆိုရှင်တော့ဟင်းနီဟင်းရွက်နဲ့အစစ်အစံတွေပေါ့နော်အဲ့တော့ဟင်းနီဟင်းရွက်မှာဆိုလို့ရှိရင်တော့ဟင်းနုနွယ်တို့နော်ဟင်းနုနယ်စူးစူးပေါက်ပေါ့နော်အာပြီးတဲ့ခါကျတော့နနံဘင်းတို့နော်ဒီအစစ်အစံတွေမှာဆိုလို့ရှိရင်နော်အာဘာဒန်စေးတို့အက်ဒမွန်တို့ပေါ့နော်အာဒီလိုမျိုးနော်ဒီပဲပီဇက်တို့ဒီလိုအစစ်အစံတွေမှာဆိုလို့ရှိရင်လည်းဒီအောက်ဇဲလိုက်တဲ့ညားတဲ့ခါကျတော့နော်အာသူတို့ကိုနော်အလွန်ကြုံမစားသုံးသင့်ဘူးပေါ့နော် အော်နောက်တစ်ချက်ကပါလဲဆိုလို့ရှင်နံပါတ်၄ပေါ့နော်အာနံပါတ်၄ကနော် first page phosphate များတဲ့အစားအသောက်တွေပေါ့နော်အဲ့တော့ phosphate တက်တွေကဗမာများရလေပေါ့နော်အဲ့တော့ phosphate တက်တွေကဆိုလို့ရှိရင်เนาะဒီအာ soda เนาะ soda နဲ့လောက်တာအချိုရည်တွေပေါ့နော်အဲ့မှာ soda အေးတွေပါမယ်ပေါ့ပြီး soda များတဲ့အစားအသောက်တွေပေါ့နော်အာဓာမျိုးတွေမှာဆိုလို့ရှိရင်တော့ phosphate တက်များရယ်ပေါ့နော်ဥပမာဝက်ဥချောင်းတို့တရှိခံထားရယ်เนาะငါးတစ်တာစီတွတ်ဘူးတွေပေါ့နော်အဲ့တော့ဒီလိုအာတရှိခံထားတဲ့အစားအသောက်တွေကိုလည်းရှောင်ပေးနိုင်ရင်တော့အကောင်းဆုံးပဲပေါ့နော်ရှောင်ပေးတဲ့နဲ့အဲနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်เนาะဒီ urate များတဲ့အစားအသောက်တွေเนาะ အဲ့တော့ယူရိတ်များတဲ့အစာတောက်တွေမှာဆိုလို့ရှိရင်เนาะဒီတရိတ်ဆန်တွေရဲ့ဂလီစာတွေပါမယ်เนาะအာပြီးလို့ရှိရင်အစစ်အစံတွေပေါ့ဥအနှစ်တွေပေါ့เนาะအဲ့တော့ဒီငါးဥဆိုလို့ရှိရင်လည်းเนาะငါးဥစားမယ်ဆိုလို့ရှိရင်ဥတွေကိုထောင်တောင်းမကစားလိုက်တာမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့เนาะအာငါးဥစားတာကူလေเนาะအလွန်ကြုံစားသိမှုရှောင်ရမဲပေါ့เนาะတကယ်လို့ကိုကကြက်ဥအနှစ်ဆိုလို့ရှိရင်လည်းเนาะကြက်ဥအနှစ်ကိုเนาะတစ်နှစ်တစ်လုံးထပ်မပူရင်เนาะစားပေးလို့ရတယ်ပေါ့เนาะ ။ငါအဲ့ဒီခါကျတော့ဒီမှိုတို့ကညို့တို့เนาะဂျမ်ပေါ့ယိုတွေပါမယ်เนาะဒီဘီယာတို့အာဘီယာနဲ့ရမကာပေါ့เนาะအာဆိုလို့ရှင်တော့အရက်တွေဘီယာအမျိုးမျိုးပေါ့เนาะဘောကာတွေလည်းပါမှာပေါ့เนาะအဲ့တော့ဒီလိုအစားတောက်တွေကိုเนาะဒီအာရှောင်ပေးနိုင်ရင်တော့အကောင်းဆုံးเนาะရှောင်ပေးသင့်တယ်เนาะအာနံပါတ်6ကဘာလဲဆိုရှင်ဗိုက်တာမင် C နဲ့ပတ်သက်ပြီးတော့ပေါ့เนาะအဲ့တော့ဗိုက်တာမင် C ကိုเนาะလူတစ်ယောက်ကဆိုလို့ရှိရင်เนาะ1000 mg ထပ်ကိုပို့ပြီးတော့တစ်နေ့ကိုမဆောက်မဆောက်မသားမစားသုံးတင်ပေါ့เนาะအဲ့ခါကျတော့เนาะအကိုကိုเนาะဆရာဝန်ကအာထူး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 ညွှန်ကြားထားတာမရှိဘူးဗိုက်တာမင်စီနဲ့ဆိုလို့ရှိရင်เนาะဗိုက်တာမင်စီကိုတစ်နေ့တစ်လုံးထပ်ပို့ပြီးတော့မတောက်တင်ပေါ့เนาะအဲ့တော့ဗိုက်တာမင်စီကဆိုလို့ရှိရင်เนาะဒီပုံမှန်เนาะတစ်လုံးမှာဆိုလို့ရှိရင်เนาะတချို့ဆို100 mg ပေါ့အဲ့100 mg ကနေပြီးတော့တချို့ဆိုရင်900 mg အထိကိုပါတယ်ပါတယ်ပေါ့เนาะအဲ့ခါကျတော့ဗိုက်တာမင်စီကိုเนาะ ဒီဆောင်ညင်ကြက်မရှိဘူးဆိုလို့ရှိရင်เนาะအာတနေ့ကိုเนาะဒီတလုံးထပ်ပို့ပြီးတော့မတောက်တင်ဘူးပေါ့เนาะအာဗိုက်တာမင် C ကိုเนาะအာတနေ့ကို1000 mg ထပ်ပို့ပြီးတော့အာတောက်သုံးမိတယ်ဆိုလို့ရှိရင်လည်းเนาะဒီစီးတောက်တင်နိုင်မှုတော့ရာခိုင်နှုန်းများတယ်ပေါ့เนาะ အဲ့တော့နောက်တစ်ချက်ကပါလဲဆိုလို့ရှိရင်เนาะဆိုဒီယမ်များတဲ့အစာတောက်တွေပေါ့เนาะအဲ့တော့ဆိုဒီယမ်ကတော့เนาะဒီစားတက်ကတော့လူတိုင်းသိကြမှာပါเนาะအဲ့တော့ဒီဆိုဒီယမ်စားတက်ကဆိုလို့ရှိရင်เนาะတစ်နေ့ကိုเนาะ2300မီလီဂရမ်เนาะဒီလက်ဖက်ရည်စွန်းဒစွန်းထက်ကိုပို့ပြီးတော့ဒုတိယကမစားသုံးသင့်ပေါ့เนาะအာအဲ့တော့เนาะဒီခုနကတော့ကဒီဆိုဒီယမ်များတဲ့အစာတောက်တွေပေါ့เนาะဥပမာငပိလို့ငချောက်လို့เนาะအာပြီးလို့ရှိရင်စီတုတ်ဘူးတွေเนาะတာရှိခံထားတဲ့ဒီလိုအစာတောက်တွေပေါ့เนาะအသားကြောက်တွေပေါ့เนาะ အဲ့တော့ဒါတွေကိုလည်းရှောင်သိနေပေါ့နော်အာဥပမာအခုဆိုလို့ရှိရင်เนาะဒီရေခဲတက်တာထဲမှာထည့်ထားတဲ့မုတ်ထုတ်တွေเนาะအာပြလို့ရှိရင်เนาะအေးအေးခဲထားတဲ့အသားတွေเนาะစားတောက်ကုန်တွေเนาะ အချိုရည်တွေပေါ့နော်အဲ့တော့ဒီလိုအစားတောက်တွေကိုနော်အာတင့်တင့်တလောက်ပဲစားပေးသင့်တယ်ရှောင်းနိုင်တော့အကောင်းဆုံးပေါ့နော်အာဒီလိုမျိုးကိုကိုကိုဆောက်ရှောက်ခြင်းအဖြစ်လဲနော်ဒီစီတောက်မတည်အောင်နော်အာကိုကိုကိုကာကွယ်ပေးနိုင်တယ်ပေါ့နော်အခုအတီနာပြောခဲ့ပြီးသားတော့နော်စီတောက်အာတည်တဲ့အကြောင်းရင်းတွေနဲ့နော်ဒီစီတောက်မတည်အောင်ဘလို့ပြုမှုနေထိုင်ရမလဲပေါ့နော်အာပြီးလို့ရှိရင်နော်စီတောက်မတည်အောင်ဘာတွေကိုရှောင်းသင့်လဲပေါ့နော်အာအဲ့နဲ့ပတ်သက်ပြီးပြောပြသွားတာဖြစ်တယ်ပေါ့နော်အားလုံးပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့เนาะအကျိုးကျေးဇူးရမယ်လို့ထင်တယ်ပေါ့နော်အ ာနောက်ဗီဒီယိုတွေမှာလည်းအတင်နာကပြန်လည်တွေ့ကြပါသေးတယ်ရှင်အာဘိုင်ဘိုင်